ီပတ်ပရီးမီးယားလီဂ်ရဲ့နောက်ထပ်အကောင်းဆုံးပွဲစဉ်ပွဲဖြစ်လာမယ်မန်ချက်စတာစီးတီးနဲ့လီဗာပူးအားလုံးပဲမီလာဝမ်းနဲ့ပြည်စုံကြပါစေ Midnight Football တောက်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့ကျွန်တော်တို့ Super Sunday မှာကံမှုရှိနေတဲ့ England Premier League ပွဲစဉ်17တရားမှာတကယ်ကိုကောင်းနေဆိုတဲ့ပွဲစဉ်ပွဲဖြစ်တဲ့ Manchester City နဲ့ Liverpool တင်းတို့ရဲ့ပွဲချုပ်သွမ်းချက်လို့ကျွန်တော်အခုပဲလုံးဝသွားရမှာလည်းဖြစ်ပါတယ်။အဲဆိုတော့ဒီပွဲစဉ်ကဒီပတ်ဟိုကျွန်တော်ကန်ရတဲ့ပွဲတွေမှာတော်တော်လေးကောင်းနေတယ်မှာပါတယ်ပေါ့နော်ပထမပွဲစဉ်ကတော့ Tottenham Hotspur နဲ့ Manchester United နဲ့ကန်တယ် ဒုတိယပွဲစဉ်ဆိုလို့ရှိရင်တော့ဒီပွဲစဉ်လိုသတ်မှတ်လို့ရတာပေါ့နော်။ဒါ Manchester City နဲ့ Liverpool ပေါ့နော်။ဆိုတော့ဒီနေ့အသင်းစလုံးကဟိုတကယ်ကိုအခုချိန်မှာဆိုလို့ရှိရင်တော့ပြိုင်ဆိုင်မှုအရန်မပြင်းထန်တဲ့ရန်အောင်ရှိပေမဲ့အတိတ်ကာလတွေမှာတော့ Man City နဲ့ လီဗာပူးဆိုတာကပရီးမီးယားလိကိုကြီးစိုးခဲ့တဲ့နှစ်သင်းပေါ့နော်အခုချိန်မှာတော့အာဆင်နယ်ကရန်ကောင်းနေတယ်ဆိုပေမဲ့ဒီနှစ်သင်းကိုတော့လုံးဝမေ့ထားလို့မရဘူးဘာလို့လဲဆိုလို့ရှိရင်အခုချိန်မှာဆီယာပတ်ကလည်းရှိနေသေးတယ်ပတ်ဂွာဒီယိုလာရှိနေသေးတယ်ဆိုတော့တစ်ဖက်ကလီဗာပူးမှာလည်းအာနက်စလော့နဲ့နယူးအရာတကူကိုသူတို့စတင်နေတဲ့အချိန်ပေါ့နော်ဘာပြောလလောလလတ်ချန်ပီယံလည်းဖြစ်တယ်ပြီးခဲ့တဲ့ရာသီကလည်းပရီးမီးယားလိဖလာယီကိုထရိုက်တန်နဲ့စုခူးထားတာဆိုတော့ဒီနှစ်သင်းရဲ့တွဲဆုံမဲ့ပွဲကတော့တကယ်ကိုကြီးကောင်းမဲ့ပွဲစဉ်ပွဲဆိုတာတော့တေချာပေါက်ကိုပြောလို့ရတဲ့အနေအထားတစ်ခုမှရှိတယ်ပေါ့နော် နှစ်သင်းစုံကတော့လက်ရှိမှာ current form လေးတွေကပြန်ကောင်းနေတယ်။ဂျာရက်မှာဟိုမထမပဲနဲ့ Man City ကခြေချော်သွားတဲ့တပွဲတော့ရှိတယ်ပေါ့နော်။အပွဲစဉ်ကတော့အကုန်လုံးသိကြတယ်မှာ Villa ကိုတကူးကူးမရှိနဲ့ရှုံးခဲ့တဲ့ပွဲစဉ်။ဂျာရက်ပွဲတွေမှာဆိုလို့ရှိရင်တော့လမ်းကြောင်းမှန်တစ်ခုပေါ့ပြန်ပြီးတော့တက်မှတ်ထားနိုင်တာတော့တွေ့ရတယ်။ Liverpool ကြည့်မယ်ဆိုလို့ရှိရင်ဒီတိုင်းပဲ။နောက်ဆုံးနှစ်ပွဲမှာကျွန်တော်တို့က Arsenal ရဲ့နီးပြအနာဂတ်နဲ့ပတ်သက်ပြီးတော့ဟိုစကားတွေပြောလာနိုင်တယ်။ ဒီပွဲစဉ်တွေရဲ့ reset တွေကဘယ်လောက်ထိ effect ဖြစ်နိုင်တယ်ဘာညာဆိုပြောခဲ့တာရှိတယ်ဆိုတော့တကယ်တကယ်တော့ Arnest Lock ကအကောင်းဆုံးကြော်ဖြားနိုင်နိုင်တယ်လို့ပြောရမယ်။ Villa ဆိုလို့ရှိရင်လည်းငကိုကိုမရှိတဲ့နိုင်ခဲ့သလိုကျွန်တော်တို့ဒီပြီးခဲ့တဲ့ပွဲမှာဆိုလို့ရှိရင်လည်း Champions League မှာ Real Madrid လို့အတင်းမျိုး1-0ဆိုရရဆက်နဲ့ reset နဲ့ဖြုတ်ခဲ့တာဆိုတော့တကယ်ကိုကြမ်းမဲ့ပွဲစဉ်ဆိုတော့100%တရားပေါက်ပြောလို့ရနေတာတခုမှရှိရဒီပွဲစဉ်တရားပေါက်ကိုကျွန်တော်တို့ စောင့်ကြည့်သွားရမှာပေါ့နော်ဒီပွဲစဉ်ကတော့ Super Sunday ရဲ့ညမြန်မာစံတော်ချိန်7:00အထိမှာကစားသွားမှာဖြစ်တယ် Man City တင်းရဲ့အင်ကွင် Etihad Stadium မှာကစားသွားမှာလည်းဖြစ်တယ်ပေါ့နော်ဆိုလီဗာပူးတင်းကအဝေးကွင်းလာရောက်ပြီးတော့ရင်ဆိုင်ရှင်ပြိုင်မှာလည်းဖြစ်တယ်ဒီဟာဒီတက Man City တို့ကောလီဗာပူးတို့ကောဒီကာလတွေကပွဲချက်ကာလတွေလို့ပြောလို့ရတယ်အဲကြောင့်ပွဲချက်ကာလတွေမှာဘယ်လောက်ထိတို့ကြော်ဖြတ်နိုင်မလဲဆိုတာတကယ်တော့စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်ဒီနေ့တင်းရဲ့ဟတ်တူကနောက်ဆုံးသုံးညကျွန်တော်တစ်ချက်တောက်ကြည့်ကြည့်အောင်နောက်ဆုံးသုံးညကိုကြည့်မယ်ဆိုလို့ရှင်တော့လီဗာပူးကပဲအတားရအနေနဲ့သဘောမှာရှိရယ် နှစ်ပွဲနိုင်ထားပြီးတော့တပွဲတည်ကြထားတာပေါ့နော် ဆိုတော့နောက်ဆုံးဒီ Premier League မှာတွေ့တာ February လတုန်းကကျွန်တော်တွေ့တယ်။အတုံးကဆိုလဲ Man City တဲ့အင်ကွယ်မှာ Liverpool က2-0ဆိုတဲ့ represent နိုင်ထားတယ်။အမတိုင်ကတော့လည်2024ဒီဇင်ဘာမှာတွေ့တုန်းကဆိုလို့ရှိရင်တော့ Liverpool တဲ့ဟာသူတို့တဲ့အင်ကွယ်မှာ Man City ကို2-0ဆိုတဲ့ represent နဲ့ပြန်ပြီးတော့နိုင်ထားရလဲရှိတယ်။ဆိုတော့ဒီမတိုင်ကတော့ဆိုလို့ရှိရင်2024 March မှာတွေ့တုန်းကဆိုလဲ Liverpool နဲ့ Man City က1-1တည်ကြထားတာပေါ့နော်။အဲကြောင့်နောက်ဆုံး3ချိန်မှာ Liverpool က2ချိန်နိုင်ပြီးတော့တစ်ချိန်မှတည်ကြထားတဲ့ဖြစ်တဲ့အတွက်ကြောင့် Liverpool က head to head မှာအနည်းငယ်အသာရနေတယ်လို့ပြောလို့ရတယ်။ Man City ီးသင်းနေတယ်လီဗာပူးကိုမနိုင်တာနောက်ဆုံး၃ပွဲမှာတော့လုံးဝမနိုင်ခဲ့ဘူးဆိုတဲ့သဘောမျိုးမှာတော့ရှိတယ်ပေါ့နော်အဲကြောင့်မလို့ဟက်တူဟက်ကိုကြည့်မယ်ဆိုတော့လီဗာပူးကအตาရနေတယ်လို့ ပြောလို့ရတယ်။ပြီးတော့ Man City တင်းရဲ့အင်ကွင်းဆွမ်းဆောင်ရေနောက်ဆုံး၃ပွဲကိုကျွန်တော်တစ်ချက်လောက်ကြည့်ကြည့်အောင်။နောက်ဆုံး၃ပွဲကိုကြည့်မယ်ဆိုလို့ရှင်တော့ Man City ရဲ့အင်ကွင်းမှာဆွမ်းဆောင်ရေတော်တော်လေးကျန်းနေတယ်လို့ပြောလို့ရတယ်။၃ပွဲစလုံးကိုသူတို့အနိုင်ခံထားတယ်ပေါ့နော်။ Everton တင်းကို2-0နဲ့သူတို့နိုင်တယ်။အဲ့ဒါပြီးတော့ဒီ Premier League မှာပြီးခဲ့တဲ့အပတ်တုန်းကဆိုလို့ရှင်ဘုံမောက်လိုအသင်းမျိုးပြတကယ်ကိုကျန်းတယ်ဆိုတဲ့အသင်းမျိုးအင်ကွင်းမှာ3-1ဆိုတဲ့ Resonance ပြန်ပြီးတော့နိုင်တယ်ပေါ့နော်။အဲပြီးလို့ရှင်လည်း Champions League မှာပြီးခဲ့တဲ့ပွဲစဉ်မှာတော့ဆိုလို့ရှင်လည်းအာ Dortmund လိုအသင်းမျိုးတော့မှာ4-1ဆိုတဲ့ Resonance ဂိုးပြနိုင်ထားတာကိုကျွန်တော်တို့တွေ့ရတယ်။ True ကြအနေနဲ့အဲ့ဒီ သွင်းခဲ့တဲ့နိုင်ခဲ့တဲ့ဘွဲတွေအကုန်လုံးမှာသွင်းခဲ့တဲ့ဂိုးတွေအကုန်လုံးအာလင်ဟာလန်ကပါဝင်ပတ်သက်ထားဖြစ်တော့ကြောင်းဟာလန်ရဲ့ effect ကအခုအချိန်မှာတကယ်ကိုအင်ပတ်ကြီးကြီးနေတယ်လို့ပြောလို့ရတယ်။အဲကြောင့်ဒီနေ့ပွဲစဉ်မှာလီဗာပူးတင်းရဲ့နောက်တန်းအနေနဲ့ဟာလန်ကိုဘယ်လောက်ထိထိန်းချုပ်နိုင်မလဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ reset တွေကလည်းအပြောင်းအလဲဖြစ်ကောင်းဖြစ်လာနိုင်တယ်ဗောနော်။ဒါကလည်းဟိုကျွန်တော်တို့လိုမျိုးတာမန်ကောင်းညောင်းသိတာဆိုတော့သူတို့နီးပြ professional တွေကတော့မသိကြအကြောင်းမရှိဘူး။အကြောင်းမလို့အဲ့လိုပုံစံမျိုးလေးဖြစ်လာနိုင်တယ်လို့ပြောလို့ရတယ်။ အကြောင်းမလို့မန်စီးတီးသင်းရဲ့အင်ကွင်းဆွမ်းဆောင်ရေကတော့၃ဘွယ်ကစား၃ဘွယ်သလုံးနိုင်ထားတယ်ဆိုတော့အင်ကွင်းဆွမ်းဆောင်ရေတော်တော်ကြီးကျမ်းပြီးတော့ကောင်းနေတယ်လို့ပြောလို့ရတယ်ဂိုးတွေပါပြတ်ထားတဲ့ဘွယ်တွေလည်းရှိရပါတော့ကျွန်တော်တို့တစ်ဘက်ကလီဗာပူးသင်းရဲ့နောက်ဆုံးအဝေးဝင်း၃ဘွယ်ကိုကျွန်တော်ချက်သွားကြည့်ကြအောင်အဝေးဝင်း၃ဘွယ်ကိုကြည့်မယ်ဆိုလို့ရှင်တော့လီဗာပူးသင်းက အခြေအနေမကောင်းဆိုရင်ဒီဟာမျိုးလေးမှာရှိတယ်။တပွဲပဲနိုင်ထားပြီးတော့နှစ်ပွဲရှုံးထားတယ်ပေါ့နော်။ရှုံးထားတဲ့နှစ်ပွဲမှာဆိုလို့ရှိရင်လည်းသူတို့ Chelsea အတင်းကို2-1နဲ့ရှုံးတယ်။အဲပြီးတော့ဒီ front back အတင်းကို5-1နဲ့ပြန်ပြီးတော့ Champions League မှာအဲတပွဲပဲကြားထဲမှာထားဖောက်ပြီးတော့နိုင်တယ်ပေါ့နော်။အဲ့ဒါပြီးသွားတဲ့အချိန်မှာဆိုတော့ Brentford ကိုလည်း3-2ဆိုတဲ့ result နဲ့သူတို့ရှုံးထားတယ်။အကြောင်းမလို့နှစ်ပွဲရှုံးပြီးတော့တပွဲပဲနိုင်ထားတယ်။နိုင်ထားတဲ့တပွဲကလည်း front back လိုမျိုး Champions League မှာတော်တော်လေးအခြေအနေဆိုးပြီးတော့နောက်တန်းကြီးကဒိုးရိုးပေါက်ကြီးနဲ့ အပွင့်နဲ့ဆောတဲ့အတင်းကိုပဲသူတို့ဂိုးပြတ်သွင်းပြီးတော့နိုင်ခဲ့တာကျန်တဲ့ပရီးမီယာလိပွဲစဉ်တွေမှာဆိုလို့ရှိရင်တော့အဝေးကွင်းတွေမှာနည်းနည်းလေးအခြေအနေဆိုးခဲ့တယ်ဆိုရင်ဒါမျိုးလေးမှာရှိတာဖြစ်တဲ့အတွက်ကြောင့်လီဗာပူးတင်းရဲ့အဝေးကွင်းဆွမ်းဆောင်ရည်ရဒီယာဒီမှာတော်တော်ကြီး down grade ဖြစ်နေတယ်လို့ပြောလို့ရအကြောင်းမလို့တစ်ဖက်ကမန်စီးတီးတင်းရဲ့အိမ်ကွင်းအရန်ကောင်းတယ်တစ်ဖက်ကလီဗာပူးရဲ့အဝေးကွင်းနည်းနည်းလေးအခြေအနေဆိုးနေရတယ်ပြန်ရှင်မယ်ဆိုလို့ရှိရင်လီဗာပူးကဒီနေရာမှာနည်းနည်းလေးအားနည်းနေတယ်လို့ပြောလို့ရတယ်သူတို့ ာတာရာဆိုလို့ဟတ်တူကမှာအတာရနေတဲ့တစ်ချက်ပဲရှိမှာပေါ့နော်အကြောင်းမို့ဒီပွဲကိုကျွန်တော်ခြုံငုံပြီးတော့တုံးသက်ပေးရမယ်ဆိုလို့ရှိရင်တော့ဒီပွဲစဉ်မှာမန်ချက်စတာစီးတီးတင်အတာရာသွားဖို့တော့ကျွန်တော်60ရံလောက်ပေးခြင်းနဲ့ကျန်တဲ့20ရံလောက်ကိုတော့တေချာသွားနိုင်ရှိရလို့ခံမှန်းမိပြီးတော့ကျန်တဲ့20ရံကနှုန်းကတော့လီဗာပူးကအဝေးကွင်းကနေလာပြီးတော့နိုင်သွားနိုင်တယ်ဆိုတဲ့အားမျိုးလေးမှာတော့ကျွန်တော်ကတော့တွေ့ရတာလေးတော့ရှိရပေါ့နော်ဆိုလူချင်းမင်းတို့ရောဒီပွဲစဉ်မှာဘယ်လိုမျိုးရဇက်တွေဖြစ်လာမလို့ထင်လဲမမေ့ထင်မြင်စားချက်တွေဘယ်လိုရှိလဲအောက်က comment ထဲမှာဝင်ပြီးတော့နိုင်ငံပြီးလို့ရပါတယ်ကျွန်တော်ရဲ့ဒီ video ကိုလည်း YouTube မှာတင်ထားပြီးပါတယ်ကွာလီတီကောင်းကောင်းလေးနဲ့ကြည့် ြည့်ချင်တဲ့ဆိုရင် YouTube မှာသွားပြီးတော့ကြည့်လို့ရပါတယ်ကျွန်တော်နောက်ထပ် video တစ်ခုကြမှာပြန်လည်ဆွေးနွေးကြတာပါ